ီရုပ်ရှင်ရုံရဲ့မျက်နှာပြင်ပေါ်ကတစ်ပင်တစ်ပင်လှုပ်ရှားလာရင်အသီးတွေကမိတ်ဆွေစီတဲတဲကျလာသလိုခံစားရမှာပါမုံတိုင်းထန်နေတဲ့မြင်ကွင်းမှာဆိုရင်တရ၆တွေကမိတ်ဆွေပက်လယ်မှာပြန်ဝဲနေသလိုခံစားရမှာဖြစ်ပြီးထိုင်နေတဲ့ကလေထိုင်တွေဟာလည်းတုန်ခါလာမှာပါကဘာပေါ်ကအစ်မြင့်ဆုံးပြဆက်ရုံလက်ပီးကစဖီးယားကကြိုးဆိုပါတယ်ဒီနေရာမှာမိတ်ဆွေမြင်ရတာတွေဟာတကယ်ချစ်နေသလိုပဲခံစားရမှာပါဒါကရုပ်ရှင်ကြည့်ုံတင်တတ်တတ်မဟုတ်ပဲကိုယ်တိုင်ရုပ်ရှင်နဲ့ရောက်နေသလိုပါပဲ ရွှေဆွဲကြိုးကိုဒီရေထဲနှက်လိုက်တဲ့အခါမဲနဲ့တဲ့မိခိုးတွေတက်လာတာကိုတွေ့ရမှာပါ။ရွှေဆွဲကြိုးဟာမိလောင်နေတာမဟုတ်ပါဘူး။ဖုံတွေအစီတွေဟာဆွဲကြိုးထဲကထွက်လာတာပါ။ဒီဆက်လေးကအတန်တိုင်းတွေကိုတုံးပြီးတန်ပေါင်းများစွာသောပူဖောင်းငယ်တွေဖန်တီးပေးပါတယ်။အဲ့ဒီပူဖောင်းတွေဟာပောက်ကွဲရင်ရွှေဆွဲကြိုးရဲ့ပောက်တွေတိုင်းကိုမြင်သာစွာတန်ရှင်းပေးတာဖြစ်ပါတယ်။စကတ်နှင်းငယ်တွင်းမှာပဲဆွဲကြိုးဟာအစ်စ်အတိုင်းပြန်လဲတောက်ပါလာမှာပါ။ဒီနေရာကငမန်းတွေဟာဘာကြောင့်လူတွေကိုမတိုက်ခိုက်တာလဲ။သူတို့ဟာတကယ်ကိုနူးညံ့တိမ်မွေးကြပါတယ်။ လူတွေရဲ့ခြေထောက်အောက်မှာပဲငမန်းတွေဟာငင်းကျန်းစွာအတူတကွကူးခတ်နေတာကိုမြင်ရမှာပါလူများကသူတို့ဟာတဘာဝရောက်ရင်ပါနေတယ်လို့ထင်ကြပေမဲ့တကယ်ကအဲ့လိုမဟုတ်ပါဘူးမော်တိုက်မှာဟိုတယ်တွေကခီးသွားတွေကိုဆွဲဆောင်ဖို့ငမန်းတွေကိုနှိမ့်စင်စာကျွေးပါတယ်ဒါကြောင့်အချိန်ကြာလာတာနဲ့အမျှငမန်းတွေဟာလူတွေနဲ့ရင်းနှီးလာပြီးအံ့ဩစရာကောင်းအောင်ဖော်ရကြပါတယ်